Hello everyone. Welcome to my channel. ဒီနေ့မှာတော့ဒီချင်တို့ English ကပြောတဲ့ခါမှာအလွယ်ဆုံးဆုံးဖြစ်တဲ့အခြေခံစာကြောင်းလေးတွေကိုဘယ်လိုပြောကြမလဲပေါ့နော်။ဆိုတော့ဒီစာကြောင်းလေးတွေပြောသက်သွားပြီဆိုလို့ရှင်ဘယ်နေရာပဲရောက်ရအောင် English စကားကို English conversation တို့ကိုရန်သူစာနဲ့ပြောလို့ရတယ်။အားလုံးပဲမင်္ဂလာပါ။ဒီချင်နာမည်ကတော့ Information Nadia မှာ Channel Nadia ဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်လိုက်ကြည့်လိုက်အောင်။ အနေနဲ့တရားရောက်ကိုပေါ့နော်သူကမေးမလို့ဘာတွေလုပ်နေလဲမလို့နေနေလဲဘာတွေဖြစ်ပြနေပြီလဲဆိုတော့မေးလို့ရှင်ဘယ်လိုမျိုးမေးလို့ရလဲဆိုတော့ WhatsApp WhatsApp ဘာတွေ2လဲပြီးတော့ what's new ဘာတွေဖြစ်ပြနေပြီလဲဒီ how's going or how's going how's going ဒီမှာအခြေအနေဘယ်လိုရှိလဲပြီး how's is everything အစားအစာရရပြီလို့လဲပြီးတော့နောက်ထပ်တစ်ကြား how are things how are things မိမဘလိုတွေဖြစ်နေပြီလဲ house life house life မိမဘဝကဘလိုဖြစ်နေပြီလဲ be what are you been up to recently မင်းအခုတလောဘာလုပ်နေလဲဒီလိုမျိုးစာကြောင်းလေးတွေတုံးပြီးတော့မှတရားရောက်ကိုပေါ့နော်ဘယ်လိုနေလဲအချိန်နေကောင်းလားဆိုပြီးတော့မေးချင်တဲ့အခါမှာတုံးလို့ရတယ်ကောကို how are you လာမိတဲ့အခါမှာဘယ်လိုမျိုး reply ပြန်ကြလဲ how are you လာမိလို့ရှိရင်ကျတော့ i'm fine thanks ကျွန်တော်နေကောင်းပါတယ်ကျေးဇူးပါ how are you င်းရောမလို့လဲ in pretty good pretty good မဆိုပါဘူး same or really same or really same or really ကြာအရင်တိုင်းပါပဲဒီလိုပါပဲ not really great not really great အရင်အဆင်ပြေမနေဘူးဆိုလို့ရှင်ဟိုအတိတ်အဆင်မပြေဘူးဆိုရင် not really great ပြီးရင် can't complain can't complain can't complain ကတော့ညီးလို့မရဘူးပေါ့နော်ငါလည်းတော့အဆင်ပြေနေတဲ့တခြားလူတွေကအထက်ပို့ဆိုရင်ဆိုနိုင်တယ် ရာကိုကူညီတဲ့အချိန်မှာကျေးဇူးတင်ပါတယ်လို့ပြောပြောအောင်မယ် I really appreciate that I really appreciate that ဆိုတာကစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ် I'm really grateful I'm really grateful တကယ်ကိုကျေးဇူးတင်ပါတယ်ဒီတရားရောက်ကကိုကိုချင်တာချင်ချင်နာနာနဲ့တခုလုပ်ပြီးလာပြီဆိုရင် that's so kind of you that's so kind of you ပြောကွာပေါ့နော်တရားရောက်လုပ်ပြီးလိုက်တဲ့ကျေးဇူးကိုဟုတ်ပြီငါချစ်ဒီကျေးဇူးကိုတရားရောက်ပြန်ဆက်မယ်ဆိုတဲ့အခါမျိုးမှာဆိုရင် I own you one I own you I မမေကိုတခုအကျွေးတင်ပါ යි ကိုကကူညီလိုက်လို့တရားရောက်ကကိုကို thank you လို့ပြောတဲ့ခါမှာဆိုရင်ကိုက thank you ကိုဘယ်လိုတုံ့ပြန်လို့ရလဲ no worries no worries ကျပါရယ် you're most welcome you're most welcome ကျပါရယ် my pleasure ah my pleasure ပြောကူညီရတာငါမှတပါတယ် anytime anytime လဲချိန်မဆိုခုညီလို့ရတယ်လဲချိန်မဆိုပါ information တွေကိုတတိချက်လက်တွေကိုသိချင်တဲ့အခါမှာဆိုဘလို့မေးလို့ရလဲ Do you have any idea about ဘယ်လိုနောက်မှာကိုမေးစင်တဲ့ဟောင်းထည့်လို့ရလဲ Do you have any idea about the homework maybe homework နဲ့ပတ်သက်ပြီးတော့ဘာ idea ရှိလဲ Do you have any idea about the meeting ။ဒီဒီမင်းဒီနဲ့ပတ်သက်ပြီးတော့ဗာအိုင်ဒီယာရှိလဲ။တော့ကြောင်းနေနဲ့ Can you tell me ပြီးရင်ကိုပြောခင်တဲ့နေရာအထည်ပြောတော့ကနေ please နဲ့ Can you tell me where the museum is please? ဟာ museum ကဘာမှရှိလဲဆိုတာမိမကိုပြပြနိုင်မှာ။ပြီးရင် Can you tell me where the ticket office is please? So can you tell me where the library is please? စာကြည့်တိုက်ကဘာမှရှိလဲဆိုတာပြောနိုင်မှာ။ပြီးနောက်ဆုံးအရှင်းလင်းဆုံးတစ်ခုကတော့ Do you know? Do you know? မင်းသိလား? Know about this place? ရဲအကြောင်းမင်းသိလား? ကိုတရားရောက်ကတိလာလိုလာမိတဲ့ခါမှာမတိဘူးဆိုပြီးတော့မှတုံ့ပြန်ခြင်းလို့ရှိရင်ဘယ်လိုတုံ့ပြန်လို့ရလဲဆိုတော့ I don't know အချင်းလေးကောင်တို့ကတော့ I don't know ပြီးတော့ I have no idea I have no idea Sorry I can't help you there Sorry တာမန်ပါတယ် I can't help you there ဒီညမှာတော့ငါမေးလို့မကူမပါဘူး I'm not really sure I'm not really sure မသိကြဘူး I have been wondering too. I have been wondering too. ဟောငါလည်းဒီအကြောင်းရောပဲစဉ်းစားနေတာ လူမျိုးလေးနဲ့ပြောပြောလို့ရတယ်ပြန်တော့ကပြောလိုက်တဲ့အကြောင်းအရကိုကဟုတ်တယ်လက်ခံတယ်ဆိုပြီး agree လုပ်တဲ့အခါမှာဆိုရင်ဘယ်လိုပြောလို့ရလဲ။ပြန်တော့ကကိုတခုခုပြောလိုက်ပြီဆိုတိကျတော့ပို့တော့ဆိုလို့ရှင် exactly exactly or absolutely absolutely အဟုတ်ပဲတိကျတာပေါ့။ပြီး that's so true that's so true ဒါကြလည်းမျိုးထုတ်ပြော that's so true ဒါရမ်းမှန်နေ။ I couldn't agree more. I couldn't agree more. အတက်ပို့ပြီးတော့ agree လုပ်စရာသဘောတူစရာမတွေ့တော့ဘူးဆိုတော့အရင်အောင်သဘောတူတယ်ပေါ့နော်။ကိုယ်ကသူများတွေပြောတဲ့ဟာကိုသဘောမတူဘူးလက်မခံဘူးဆိုလို့ရှင်ဘယ်လိုပြောလို့ရလဲဆိုတော့ I'm not so sure about that. ဘာနဲ့ပတ်သက်ပြီးတော့ငါတိတ်မသေးကြဘူး။ Yeah, that's not how I see it. That's not how I see it. ငါမြင်တဲ့ပုံစံကငါအမြင်အရဒီလိုလေးမဟုတ်ဘူး။ အဲပြီးတော့နောက်တစ်ခုကကျ Can really agree with you there Can really agree with you there ဒီမှာတော့ငါမင်းနဲ့ငါမင်းကိုသဘောမတူနိုင်ဘူးပြီးနောက်တစ်ခုက not necessary not necessarily အော်ဒီလိုကြီးလောက်ဆရာတော့မလိုပါဘူးဆိုပြီးတော့အပြန်လေးကို stress လေးနဲ့ပေါ့နော်ဖိပြီးတော့ not necessarily ဆိုပြီးတော့ပြောလို့ရတယ်ချင်းတစ်ခုကိုစကားတစ်ခုကိုဘယ်လိုဖြတ်ပြောမလဲဒီအချက်လေးကလည်းတိထားဖို့လိုတယ်ဘာလို့လဲဆိုတော့ငါတို့က Yeah, 저가피아 표지는 꼬마하루. Well, it was nice chatting with you. Well, it was nice chatting with you. 가비 민에 제가 뛰어라 저게 까마리고. Right, I I need to get going. Right, I need to get going. Right, i 헛다고 안 떠아로미. I must be off. I must be off. 달래배가 떠아로미. တော့သွားရမယ်ဆိုတာပြောပြီးလို့ရှင်နောက်ဆုံးအနေနဲ့ goodbye တို့နှုတ်ဆက်ကြပါလေ goodbye ဆိုလို့ရှင် speak to you soon speak to you soon ဆိုရင်နောက်ဆက်စကားပြောမယ်ပေါ့နော်အဲစကားပြောမယ်ပြီးတော့ you take care now you take care now အားကြောင့်မေးအခုကစာပြေလေးစိုက်တော့ you take care now ပြီးတော့ bye 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 လေးပဲညအောင်တုံးရဲဆိုတော့ပေါ့နော်ဒီတိုင်း bye bye ဆိုပြီးတော့လည်းပြောလို့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့အရောက်ခေစားတယ် touch you later touch you later ့နောက်မှစကားပြောကြမယ်။အဲ့တော့သူကောက်စလုံးလေးနဲ့တီ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 ဝိုင်းအောင်ဆိုပြီးတော့လည်းရေးရှာရပေါ့နော်။ Talk to you later ။အဲ့လိုရပါတယ်။နောက်ဆိုလို့ရှိရင်တော့အခုချိန်မှာအင်္ဂလိပ်လို conversation စကားတစ်ခုကိုဘယ်လိုစပြောင်းလဲ၊စကားတစ်ခုကိုဘယ်လိုအဆုံးတမ်းလဲဆိုတာစာဆုံးတည်သွားရလို့ထင်ပါတယ်။နောက်ခါကြလို့ရှိရင်ခုဒီ conversation လေးကိုမှတ်ထားပြီးတော့မှခုစကားပြောရခါမှထည့်သွင်းကြ။ So, အဲ့ဆိုရင်တော့နောက်ထပ် video တစ်ခုမှပြန်လည်ကြမယ်။ See you in the next video.